ဝက်ချံပေါ်ကိုသွားတိုက်စီတိုးလို့ရလားအများစုကဝက်ချံပေါက်လာရင်နင်းနင်းချက်ပြီးတော့ချက်သွားအောင်လို့သွားတိုက်စီကိုတိုးပြီးတော့အိတ်ချရဲပေါ့နော်ဒါတကယ်ပဲအလုပ်ဖြစ်ရတာဟမ်ဆိုတော့လုံးဝမတို့ရပါဘူး။တိုက်စီဆိုတာကသွားတွက်လိုအပ်တဲ့ ingredient တွေကိုပဲထည့်ထားတာ ူမှာပါတဲ့ triglyceride hydrogen peroxide တရားဆိုရင်ဗက်တီးရီးယားကိုတတ်ပြီးနိုင်နေဆိုပေမဲ့အရေပြားပေါ်မှာတင်နေဆိုရင်တော့ irritation ရနိုင်နေ။ baking soda sodium bicarbonate တွေကအရေပြားရဲ့ pH ကိုပြောင်းလဲပေးနိုင်နေ။ ။မန်တော့အယ်ကိုဟောနဲ့ဖလိုရိုက်တွေကတော့မျက်နှာအရေးပြားကို၆တိုင်လောင်းတာညီမြန်းတာတွေဖြစ်စေနိုင်ပါတယ်။ဆိုတော့လင်းလိုက်ရင်ခဏတော့၆ပြီးတော့ချက်သွားနိုင်တယ်။ဒါပေမဲ့အရေးပြားမှာ လောင်ပြီးတော့အဖက်တွေလန်းတာမျိုး skin barrier ပြတ်တာမျိုး breakout တွေပိုးဖြစ်တာမျိုးဝက်ချန်တွေပျောက်ပြီးသွားတဲ့အခါမှာဆိုရင်လည်းမဲပြီးကျန်ရတာမျိုးလေးတွေပိုးပြီးတော့ဖြစ်နိုင်ပါတယ်။ဒါဆိုရင်သွားရိုက်စီမတူနေဆိုတော့ဝက်ချန်ပေါင်ရင်ဘာတွေတုတ်လို့ရလဲ။ ်တစ်ကတော့ benzoin peroxide 2.5 to 5%သုံးလို့ရတယ်။နံပါတ်2ကတော့ salicylic acid နံပါတ်3ကတော့ azelaic acid နောက်ဆုံးတစ်ခုကတော့0.1% adapalene ဒါရီကိုသုံးပြလို့ရပါတယ်။ antocyanin တွေကိုအားလုံးတစ်ပြိုင်တည်းထဲသုံးစရာမလိုဘူး။တစ်မျိုးပဲသုံးရပြီ။မျက်နှာကိုအရင်ဆုံးသေချာတက်မယ်။ခြောက်သွားပြီဆိုတော့မှပဲဘဲဆီလောက်အရွယ်ရှိရဲ့ဈေးလေးကိုယူပြီးတော့ဝက်ချံပေါ်ကိုတို့မယ်။ ပြီးသွားတဲ့အခါခနားဆောင်ပြီးတော့ moisturizer ပြန်လေးမယ်။မနက်ပိုင်းမှာ sun cream တေချာလေးပေးမယ်။ဝတ်ချံလေးကိုလည်းဖဲ့တာညစ်တာရေမလုပ်ပါနဲ့။ transport treatment လေးရဆိုရင်ဝက်ချံပေါက်လာတဲ့အခါမှာမြ мян တတ်တာစီနိုင်နေဆိုပေမဲ့နောက်ပိုင်းညဝက်ချံပိုမထွက်အောင်ထပ်ပြီးမထွက်အောင်ကတော့ skin care ကိုပုံမှန်တရားလုပ်ပြီးပို့ကတော့အရေးကြီးဆုံးပါပဲ။သိချင်တာရှိရင်လည်းမေးသားပေးပါအောင်နော်။အားလုံးကျေးဇူးတင်ပါတယ်တတ။